မိတ်ဆွေအားလုံးမင်္ဂလာပါလူကြီး YouTube channel မှာကြိုဆိုပါရစေခင်ဗျအဲမင်္ဂလာပါအခုမေးထားတဲ့မေးခွန်းကသူကပြူးလင်မှာကောင်းမှုစိုက်ချင်တာပြူးလင်မှာကောင်းမှုစိုက်တာကိုသူက A ဘိုင်းဒေတာဖြစ်တဲ့အတွက်သူစိုက်မှာအပူပိုင်းမှုကိုစိုက်မှာအဲဒါကြောင့်မလို့သူကပူအောင်တက်ရှိခံပြီးစိုက်မယ်လို့သူကဆုံးဖြတ်တဲ့သဘောဖြစ်မယ်နော် တို့ပေမဲ့ကျွန်တော်သဘောကတော့အဆင်မပြေပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီယုံလင်ကဒီပိုင်းဒေသအခုစိုက်မဲ့ကောက်ရိုးမှုကအပူပိုင်းမှုအဲအဲ့ဒါအောင်မှာချက်ရှိခံဆိုင်မဲ့ဆိုလို့ရှိရင်အခုကျွန်တော်တို့ရန်ကုန်လိုအတိုင်းအတာမျိုးတောင်မှပဲချက်ရှိတိတ်ကိုတက်တောင်းဖြစ်နေပြီနော်အဲ့ဒါချက်ရှိအသားကြီးပဲမဟုတ်ဘူးအဲဖွဲတွေပါသေးတယ်နော်ဆိုလိုချင်တာလေအဲ့တော့အေးပိုင်းဒေသမှာအပူပိုင်းမှုကိုစိုက်မဲ့ဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့ကလုံလဝရီယာတွေစိုက်ထုတ်ပြီးတော့မှ ုံကြစိတ်တွေများပြီးတော့မှเนาะအဲအောင်မြင်မယ်เนาะအောင်မြင်မယ်ဆိုတော့စီးပွားဖြစ်မဖြစ်မသိသေးဘူးမှိုတော့ထွက်မယ်ဒါကိုပြောချင်တာเนาะအဲ့တော့အဲအေးပိုင်းမှိုတွေအများကြီးရှိတယ်เนาะအဲ့တော့ကောင်းရုံမှိုစိုက်ချင်တယ်ဆိုလို့ရှိရင်အပူပိုင်းကိုလာစိုက်အေးပိုင်းမှာစိုက်လို့မရလို့စိုက်လို့ရတယ်ဒါနဲ့ခေါင်းကကျွန်တော်ပြောသူကုံကြစိတ်တွေများတယ်နေเนาะအဲကျွန်တော်တို့ပိတ်ဆက်လိုက်ရတဲ့အရင်နည်းနဲ့ပြန်လဲရရှိတဲ့အကျိုးများနေကြဟိုဘယ်လိုပြောရမလဲဆိုတော့ မကိုက်ဘူးเนาะမကိုက်နိုင်ဘူးเนาะဒါကြောင့်မလို့စိုက်မယ်ဆိုရင်တော့စိုက်လို့မရတာမဟုတ်စိုက်လို့ရတယ်เนาะ boiler စနစ်နဲ့အဲတေချာအခြေခံအစာအုပ်တွေတေချာကကနနစနစ်တကျเนาะအုံတိုက်အစာအုပ်ပါညာအဲ့လိုမျိုးလုံလုံပြီးတာနဲ့ကျွန်တော် boiler နဲ့စနစ်နဲ့စိုက်ဒါဆိုလို့ရှိရင်ဖြစ်နိုင်တယ်ဒါတော့မှပဲကျွန်တော်တို့ကဒီဘိုင်းဖြစ်တဲ့အတွက်ဒါဆောင်းတွေဘိုင်းလို့เนาะဟိုရက်ကဆိုကျွန်တော်ပြုံးလုံရောက်တယ်เนาะအဲအဲ့ဒီမှာမိုးတွေရွာတာအေးစံတွေကိုရေအောင်မချိုးခဲ့အောင်เนาะ ဆိုလိုရင်အဲ့လိုမျိုးတွေရှိတယ်။အဲအဲ့တော့အဲ့လိုမျိုးအေးနေတယ်ဆိုလို့ရှိရင်ကောင်ရုပ်မှုကိုတိုင်းတာဘလို့နည်းနဲ့မှထွက်ဖို့ကအဆင်ပြေမှာမဟုတ်ဘူး။အဲ့တော့ကျွန်တော်တို့ကအကူပစ္စည်းတွေနော်အကူအကူလုတ်တဲ့လုပ်ငန်းစဉ်တွေအပူတွေရှုပ်အပူတွေရှုပ်လဲပြီးတော့ထွက်လာတဲ့ဟာကထွက်လာတဲ့ဟောပေါ့အကျိုးအမြတ်ကကျွန်တော်တို့ထင်သလောက်ရအောင်မဟုတ်ဘူးနော်မရှုံးအောင်ကံကောင်းနော်ဒါကြောင့်မို့လို့အဲကျွန်တော်အနေနဲ့ကတော့ဒီလုံဆောင်ချက်ကိုသဘောမတူပါဘူးနော် အဲ့တော့စမ်းကျင်တော့စမ်းကြည့်ပေါ့နော်โอเคကျေးဇူးပါတော့နွားချင်းမပါပဲកောက်យိုးနဲ့စိုက်တယ်နီးပြောခိုင်းတယ်နော်နွားချင်းမပါပဲកောက်យိုးနဲ့ပဲစိုက်မယ်ဟေးဆိုလို့ရှိရင်ကျွန်တော်កောက်យိုးနဲ့စိုက်တယ်နီးမပြောခင်မှာအခြားမိမိဒေသမှာရှိတဲ့ပေါများတဲ့ကုံညမ်းတွေနဲ့စိုက်လို့ရတယ်နော်အဲកောက်យိုးပေါ်တယ်ဆိုកောက်យိုးနဲ့စိုက်ပေါ့ဗျာနော်အဲကျွန်တော်ပြောချင်တာကកောက်យိုးနဲ့စိုက်တဲ့နီးကိုပြီးရင်ဟိုကျွန်တော်ဂူယိုလေးနဲ့နောက်မှာရှင်းပြပေးမယ်음လောလောဆယ်ပြောချင်တာက နွားချီမှမဟုတ်ဘူးမြင်းချီရလည်းဖြစ်တယ်เนาะအကျွဲချီရလည်းဖြစ်တယ်เนาะဝက်ချီရလည်းဖြစ်တယ်စင်ချီရလည်းဖြစ်တယ်စသဖြင့်ပေါ့အဲ့လိုဒိဋ္ဌံချီတဲ့မှာဆိုလို့ရှိရင်အဲ့ကောင်လေးတုံးလို့ရတယ်เนาะနောက်တစ်ချက်ကဒီကျွန်တော်တို့ကဒီအပင်နေမှာဆိုလို့ရှိရင်ငပြောပင်တုံးလို့ရတယ်နောက်တော့ပဲမော်တွေတုံးလို့ရတယ်နှမ်းမော်တွေတုံးလို့ရတယ်နောက်တော့ကပြောင်းမှုဥတိုင်းတွေပြောင်းမှုပင်စီတွေတုံးလို့ရတယ်เนาะနောက်တစ်ခါဘာတွေတုံးလဲဆိုတော့နှမ်းရိုးတွေတုံးလို့ရတယ်เนาะနှမ်းရိုးတွေတုံးလို့ရတယ်နေကြာရိုင်းနေကြာရိုင်းရဲ့ အလဲဟိုဘောအပင်စီတွေလည်းဒါတွေတဲ့သုံးလို့ရတယ်เนาะဆိုလိုဆိုလိုချင်တာကလေအဲကျွန်တော်တို့စိုက်တက်မယ်ဆိုလို့ရှိရင်ပေါ့ဒါနဲ့တခုကိုသုံးတဲ့ကုံညမ်းနဲ့ကိုသုံးတဲ့ကုံညမ်းပုံမူတည်ပြီးမှုထွန်းနှုံးတွေကတော့ကွာသွားတာပေါ့အဲဒါလေးတော့ရှိတာပေါ့ဒါပေမဲ့မိမိဒေတာမှာရှိတဲ့ပစ္စည်းတွေကို အပင်တွေစွန့်ပစ်ပစ္စည်းတွေပေါ့လေယာစွန့်ပစ်ပစ္စည်းတွေနဲ့တုံးပြီးတော့ကျွန်တော်တို့ကအာစိုက်မယ်ဆိုရင်ခေါင်းမူကစိုက်လို့ရတယ်နော်စိုက်ချင်တဲ့စိတ်ကလေးရှိဖို့လိုတာပေါ့ပေချာကကနန္နာလေးလေးလာမယ်လေးလာပြီးစိုက်မယ်ဆိုလို့ရှိရင်အကုန်စိုက်လို့ရတယ်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကောက်ရိုးနဲ့စိုက်မယ်ဟေးဆိုလို့ရှိရင်တော့ ခုလက်ရှိအတိုင်းနာမှာတော့ဆက်ဖြတ်ကောက်ဦးတွေများရနော်ဟိုကကျွန်တော်ရေသိမ်းချူလေးစက်တွေနဲ့သုံးတာဖြစ်တယ်ကောက်ဦးတွေလေယာဉ်တွေပျက်စီးနေအဲ့တော့လေယာဉ်တွေပျက်စီးတာဖြစ်တဲ့အတွက်ကောက်ရုပ်ကိုကျွန်တော်တို့ကအဲဟိုဆိုက်မေးဆိုရင်ဇလားပုံစံနေနဲ့စိုက်ကြတာပေါ့နော်ဇလားပုံစံဆိုတော့ဇလား3ဘီ10ဘီ3ဘီ4ဘီ12ဘီစသဖြင့်ပေါ့ဇလားကြီးရိုက်ရိုက်လိုက်ပြီးတော့ဇလားကိုမှောက်ထားတဲ့ပုံစံနဲ့အိုက်တယ်ဟိုတေချာနင်းပြီးတော့ပါမျိုးဖြူပြီးစိုက်ကြတယ်เนาะဒူရီမို့လို့ရှင်ကျွန်တော်တို့ကအဲအဲ့လိုမျိုးဇလားကြီးနဲ့စိုက်တာက အဲဇလားနဲ့စိုက်တာကနေရာလေးကျဲတယ်ဇလားလေးရိုက်ရမယ်နော်အဲ့တော့နေရာလေးကျင်းကျင်းပဲရှိရဗျာစိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က UPG ဘုံနေတဲ့ဟိုတေချာအဲကျင့်နေအောင်နော်ကျင့်နေအောင်ကောက်ရိုးကိုထည့်ကောက်ရိုးကိုထည့်အဓိကတော့ဆိုလို့ရှိရင်ကကျစ်ဖို့လိုတာကောက်ရိုးကိုနော်ကောက်ရိုးကိုလုံးဝ จิตနေမှာသူအပူထုတ်တော့ကောင်းပါလိမ့်နော်အပူထုတ်တော့ကောင်းအခုမှအခုဗီဒီယိုမှာကြည့်နော်အဲအဲအဲဗီဒီယိုလေးအဲလိုပဲကျွန်တော်တို့ကစိုက်မယ်ဆိုလို့ရှိရင်စိုက်လို့ရတယ်လို့နော်ကော်ပျူတာစိုက်မယ်ဆိုလို့ရှိရင်အဓိကတော့အဲ့လိုမျိုးစိုက်မယ်ဆိုလို့ရှိရင်မျိုးကိုကျွန်တော်တို့ကအလဲမှာတထက်ထက်မယ်အဲအဲဒီမှာဟို UPG ဘုံတဘုံဆိုလို့ရှိရင်ကျွန်တော်တို့ကမျိုးကိုအလဲမှာတထက်ထက်အလဲမှာထည့်တဲ့အချိန်ကျလို့ရှိရင်ဘေးလေးကိုပဲကြည့်ဘေးလေးကိုပဲဖြူမှာအလဲကိုသွားမဖြူအလဲကကျွန်တော်ယူလို့မရအပေါ်ကထက်ထည့်အောင်မှာပြီးတော့မှအပေါ်ဆုံးကြမှာကျွန်တော်တို့ကအလဲရော ပေးရောမျက်နှာပြင်တပြင်လုံးကိုမှုမျိုးဖြူပြီးစိုက်မယ်ဆိုလို့ရှင်ကောင်းမှုစိုက်လို့ရရနော်အဲအပေါ်ကတော့တေချာထူထူထဲထဲတောက်ပေါ်လေးနဲ့အုပ်ပေါ့နော်โอเคကျေးဇူးပါမင်္ဂလာပါမျိုးပလင်းနေငွေနေမျိုးပလင်းပဲဖြစ်ဖြစ်ကျွံ့ရွံ့မျိုးပလင်းပဲဖြစ်ဖြစ်ပေါ့နော်အဲဝယ်ပြီးတာ ਨੇ ကျွန်တော်တို့ကဘလောက်ထားခံလဲဆိုတော့မျိုးပလင်းနေရနည်းနည်းလေးမျိုးရင်သွားပြီဆိုရင်သူကအပေါ်အပွန့်ထွက်တယ်နော် အဲ့ဒီအပွင့်တွေထွက်လာပြီဟေးဆိုလို့ရှိရင်အဲ့ဒီအပွင့်တွေကိုနှုတ်လိုက်နှုတ်လိုက်ပြီးတော့အဲ့ဒီအပွင့်တွေနှုတ်လိုက်တဲ့အချိန်မှာမျိုးကလင်းရဲ့လယ်ဘင်းမှာသူကဟိုမလိုင်ဘက်တွေရှိတယ်အဲ့ဒီမလိုင်ဘက်တွေကိုကျွန်တော်တို့ကဟိုဟာမျိုးကလော်ရန်နဲ့နော်အဲ့ဒီမလိုင်ဘက်အားလုံးကိုဖယ်ပလိုက်ဖယ်ပလိုက်တယ်ဆိုလို့ရှိရင်အောက်မှာမျိုးရှိတဲ့နေရာအထိရောက်သွားရင်နော်အဲ့ဒီကိုပလင်းချာမှာဘာမှမရှိတဲ့နေပလင်း ပလင်းကြီးပဲရှိပါသေးတယ်ဂျားမှာမျိုးဘက်တွေပါပါခုနမလိုင်ဘက်တွေပါမှရှိနေအကုန်လုံးအဲ့ဒါမျိုးတွေအကုန်လုံးဖယ်ထုတ်ပလိုက်နော်ဖယ်ထုတ်ပလိုက်တဲ့အချိန်ကျလို့ရှိရင်ကျွန်တော်တို့ကထားလို့ရတယ်နော်ရင့်သွားတော့မှလေအဲ့ဒီပလင်းတွေအဲ့ဒီကိုသုံးလို့ရသေးတယ်ဒါနဲ့အပွင့်တော့ထွက်မခံနဲ့အပွင့်ထွက်ပြီဆိုရင်တော့မျိုးတွေအားရုပ်ပါမယ်နော်အဲ့ဒီပွင့်တဲ့ကိုအားရောက်သွားတာနော်ဒါကြောင့်မလို့အဲ့ဒီအပွင့်ထွက်နေတဲ့ ခါတွေဆိုလို့ရှိရင်ကျွန်တော်တို့ကအပွင့်ကိုနှုတ်လိုက်နှုတ်တယ်ဆိုလို့ရှိရင်ခေါင်းတော့ပလင်းလေရဲ့အတိုက်တာကိုအကုန်လုံးရှင်းထုတ်လိုက်ရှင်းထုတ်တဲ့အချိန်မှာမျိုးကြော်တန်ကိုတော့တေချာအရက်ပြန်တယ်နော်အရက်ပြန်တယ်တေချာလောက်အရက်ပြန်တယ်တေချာလောက်ပြီးမှအဲ့ဒီမျိုးပလင်းတွေကိုထည့်မှုနှုတ်ဆိုလို့ရှိရင်အဲ့မျိုးကြော်တန်ကြီးပေါ့ပလင်းတွေကိုရောဂါပိုးတွေဝင်တတ်တယ်အချားမှုရိုင်းတွေဝင်တတ်တယ်နော်ဒါလေးတစ်ချက်သတိထားရမယ်ပြီးလို့ရှိရင်နောက်တစ်ချက်ကမျိုးပလင်းပါကခေါင်းတော့လိုမျိုးအပေါ်ပေါ်ရင့်ပဲထွက်ထွက် ဘလိုပင်ဖြစ်ဖြစ်သူတခါလေကြက်လို့ရှိရင်မျိုးကလင်းမှာမျိုးကလင်းလောက်တဲ့အချိန်မှာကျွန်တော်တို့ကရည်အစိုးရများသွားတာရှိတယ်ရည်အစိုးရများသွားတာရှိတာဖြစ်တဲ့အတွက်အဲ့မျိုးတွေရင့်သွားတဲ့အချိန်ကြလို့ရှိရင်ရည်အစိုးရတွေကအောက်မှာအစိုးရတွေဖြစ်လာပြီးအောက်မှာဝေါ်ဝါွက်တွေဖြစ်လာနော်အောက်ချိန်မှာရည်လည်းပြီးပြီးရောဝေါ်ဝါွက်တွေအဲ့ဒီပလင်းရဲ့ဖင်မှာကြီးလိုက်အဝါွက်တွေဖြစ်လာပြီဆိုရင်တော့အဲ့ဒီမျိုးကလင်းကိုမသုံးနိုင်ဘူးနော် နောက်တစ်ချက်ဒီအဲ့ဒီမျိုးကလင်းကိုအဖုံးဖွင့်ပြီးတော့မသင်္ကန်လို့ရှိရင်နမ်းကြီးလိုက် ဲမှုနဲ့နန်နေရမှာနော်မှုနဲ့မှုနဲ့လေးသိနေရမှာမှုနဲ့မသိဘဲနဲ့အချားကနာရှင်ဆုပ်ဆုပ်နန်လို့အချားပုတ်စော်နန်တာမျိုးလို့အချားအနန်တခုပေါ့မှုနဲ့မှုခွန်းနဲ့မှုနဲ့မှုနဲ့ဘလို့ယူဆလို့မရတဲ့အချားအနန်တခုခုဖြစ်နေရင်တော့အဲ့မျိုးကလေးနေရမသုံးသင့်တော့ဘူးနော်အဲ့တော့ကြာချင်းမကြာချင်းဆိုတော့ကာလတခုကိုတော့အဲ့လိုသတ်မှတ်လို့ဟိုဘယ်နှစ်ရဘယ်နှစ်လတော့နှစ်လတော့သုံးလတော့လေးလတော့အဲ့လိုသတ်မှတ်လို့တော့ တသက်မှတ်ပြောလို့တော့မရအောင်เนาะတချို့မုံမျိုးကလင်းတွေဆိုလို့ရှိရင်ခုနကတော့အောက်ခြေတွေမှာရည်လာတယ်အောက်ခြေတွေကအဝါကွက်တွေထလာတယ်ရည်တွေထွက်လာရည်တွေထွက်လာတယ်အဲနှမ်းကြည့်လိုက်တာနဲ့နှမ်းကြည့်လိုက်တာနဲ့ခုနကအနံ့သည်အဲဟိုပါဘို့မုံနဲ့မသိဘဲနဲ့အချားအနံ့ဖြစ်နေရမယ်အမြင်သည်ခုနကတော့ဖြူရောင်လုံးဝမဟုတ်ဘဲနဲ့အချားရောင်တွေဖြစ်သွားရင်တော့အဲ့ဒီမျိုးလင်းတွေကိုမသုံးသင့်တော့ဘူးကျွန်တော်တို့ဆုံးဖြတ်ရမယ်เนาะအဲ့တော့ကျွန်တော်တို့ဟိုကာလတစ်ခုနဲ့မဆုံးဖြတ်ဘဲနဲ့မျိုးလင်းမှာဖြစ်တည်နေတဲ့ လက္ခဏာတွေရောကျွန်တော်တို့ဆုံးဖြတ်တာအမှန်ကန်ဆုံးပဲเนาะကျေးဇူးပါကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံးဖြတ်ကြမယ်เนาะ